ဥရောပအခြေစိုက်အတင်းတင်းရဲ့စိတ်ဝင်စားခြင်းကိုခံလာရတဲ့မောင်မောင်တွေဖော်ဖော်ကို YouTube နဲ့ Facebook Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူအကြည်ပါကျွန်တော်တို့ Manchester United အသင်းနဲ့ ASEAN All Star အသင်းတို့ရဲ့ပွဲစဉ်မှာကျွန်တော်တို့ရဲ့ညမကိုစားပြုကစားသမားတယောက်ပါတယ်ဒီကစားသမားကမောင်မောင်လင်းမောင်မောင်လင်းကဒီပွဲမှာဆိုလို့ရှိရင်လူစားဝင်ကစားသမားဖြစ်ဝင်လာပြီးတော့ twin ကိုတကိုကိုတွင်သွားတယ်ဒီ twin ကိုကြောင့်ပဲမောင်မောင်လင်းအတွက်လုံးဝကုန်တက်စေတယ်လို့ကျွန်တော်တို့ညမပြည်သူတရက်လုံးလည်းပျော်ရွှင်ခဲ့ရတယ်ပြီးတော့ကျွန်တော်တို့ညမပြည်သူတို့အတွက်လည်းဒါ လုံးဝကွန်ယူစရာတစ်ခုဖြစ်တယ်ဗျာကျွန်တော်တို့ Manchester United လို့အစင်လာကြီးမားတဲ့အသင်းတစ်သင်းကိုကိုးသွင်းနိုင်တဲ့ညမာကသာသမားဆိုတာပထမအဆုံးတမိုင်းတွင်လာခဲ့တဲ့မောင်မောင်လေးဖြစ်လာခဲ့ပြီပေါ့နော်အဒီအရာရင်နဲ့အတူပဲဗျမောင်မောင်လေးအိတ်နေကစားဟန်လေးကျွန်တော်တို့တစ်ချက်သွားကြည့်မယ်အဲဘယ်လိုသွားကြည့်မယ်ဆိုတော့အိတ်နေမှာဗျာသူထူးထူးခြားခြားပေါ်လာမျိုးတော့မရှိဘူးအဲ့ဒီချိန်လေးမှာကျွန်တော်တို့ဒီ Australia ကသာသမားကသူ့ကိုဖြတ်တင်ပြီးတော့ crossing ဖြတ်တင်ခင်းပေးလိုက်တဲ့ဘောလုံးလေးကိုသူကဗိုက် area နေပြီးတော့အတွင်းကိုပြေးဝင်နေပြီးတော့အလိုက်တင်မပိတ်တဲ့ဒါပေမဲ့အဲ့ဒီပိတ်တဲ့နေရာမှာလုံးဝ pro sense နေဗျာမောင်မောင်လေးကအသက်အရွယ်ရ29နှစ်ဖြစ်နေပြီဆိုပြီးတော့ဒီ professional ကသာမန်ဘုရားလေ professional ပြီးတာလို့ပြောမှာဒီလုံးဝတတိငင်ငင်နဲ့ပိတ်သွင်းသွားနိုင်တော့တွေ့ရတယ် Manchester United လို့အသင်းမျိုးကိုချိန်မနေပဲနဲ့ပြတခြားကသာမန်ရဲ့ပိတ်သွင်းဝင်ရတယ်ဒါပေမဲ့ချိန်နေတဲ့ပုံစံမျိုးရှိရယ်စိတ် PR ရှိရယ်အဲမောင်မောင်လည်းတတိငင်ငင်ပဲပိတ်သွင်းသွားခဲ့တယ်ဒါလုံးဝချီးကျူးစရာပါနော်အဲဒီမှာပြောရကျွန်တော်တို့ဒီဥရောပအသင်းတသင်းကစိတ်ဝင်စားနေမောင်မောင်လင်းဆိုတော့ဒီဥရောပအသင်းကဘယ်အသင်းဖြစ်မလဲပေါ့ဟုတ်ကဲ့ဒီဥရောပအသင်းကဘယ်အသင်းလဲဆိုတော့ကျွန်တော်တို့အင်္ဂလန်အခြေစိုက်ပြဒီ ကာရက်စီဒီအတင်းပြအဲ့အတင်းကသူစိတ်ဝင်စားနေရလို့သူဖော်ပြထားတာတွေ့ရတာတရင်နောက်တယောက်ပေါ့နော်ဒီယုံကြည်လို့ရတဲ့တရင်နောက်တယောက်ကိုဖော်ပြထားတာတွေ့တယ်အာဒီတရင်ကအမှန်ကန်ဖြစ်လာပါသေးလို့ပဲကျွန်တော်လဲဆူတောင်းနေပြဒါမျိုးတကယ်ဖြစ်လာမယ်လို့ထင်တာပဲအဲသူကစောင့်ကြည့်နေရပေါ့ဗျာဒီမောင်မောင်တို့ကလိုင်းရအတွက်သုံးဖို့တော့မဟုတ်ဘူးလို့ဒိတ်ပလေးယာဖြစ်သူတို့သုံးမှုအဲဘယ်လိုပဲဖြစ်ဗျာလူလူစားဝင်ကစားသမားဖြစ်ဖြစ်ပါပဲဖြစ်ဖြစ်ဗျာကျွန်တော်တို့အတွက်ကတော့ဗျာဒီဥရောပအတင်းတင်းကိုမြန်မာလူမျိုးတယောက်ရောက်ရှိသွားရဲဆိုတော့ကျွန်တော်တို့အတွက်ကုန်စရာဖြစ်တယ်ဗျာ နာဒီမှာဒီသတင်းအတီးပြုတ်နိုင်လားဒီမပြုတ်နိုင်လားဆိုတော့ကျွန်တော် daily mail တော့ကိုတော်ကွန်တို့ဖော့တော်ကွန်တို့ဒီ transfer market တို့မှာဖော်ပြလာပြီဆိုလို့ကျွန်တော်ဒီသတင်းအတီးပြုတ်လို့ရတယ်။မောင်မောင်လေးရဲ့လက်ရှိလမ်းဖုံးဝါးရဲ့အသင်းမှာကစားနေပြီတော့ဗျာ transfer market မှာသူ့ရဲ့ဒီတန်ကြေးကတော့ယူရို3သိန်းခွဲဝန်းကျင်နဲ့2သိန်းဝန်းကျင်ကြာမှာရှိရဲ့။ မောင်မောင်လေးအနေနဲ့တော့တကယ်လို့ဒီကြောင်းရွှေမယ်ဆိုချင်လက်ဖုံးဝါရီယာနဲ့ဘလိုမျိုးကြီးဆက်ပြီးတော့ဆွေးနွေးရမလဲဒီဒီတကယ်လို့ကာရက်စီတီရစိတ်ဝင်စားပြီးတကယ်ခေါ်လိုက်မယ်ကမ်းလမ်းမှုတွေလှုပ်လာမယ်ဆိုလို့ရှိရင်တော့ဒါကြောင်းတင်တယ်လို့ကျွန်တော်ထင်တယ်ပြီးတော့မောင်မောင်လေးဒုတိယစိတ်ဝင်စားနေတဲ့အသင်းကဒါကတော့ဖြစ်နိုင်ချေအရင်နေတယ်လို့ကျွန်တော်ထင်တယ်တိတ်မသေးကြတဲ့တဲ့ပုတ်ကလာခဲ့တာပေါ့ကျွန်တော်လည်းဒါတက်နိုင်သူကိုပမာလူမျိုးတယောက်တည်းဘယ်လိုအခွင့်အလမ်းနဲ့ရှိတယ်ဆိုတော့ကျွန်တော်ရှာပြီးတင်ဆက်ပေးတာဒီ Australia Elite အသင်းတစ်သင်းကစိတ်ဝင်စားနေတယ်လို့ ျွန်တော်တို့ကြားသိထားရတယ်အဲ့ဒီစိတ်ဝင်စားမှုအပေါ်မှာလည်းဒီမောင်မောင်လင်းရဲ့အခြေအနေကိုစောင့်ကြည့်နေရလို့ကျွန်တော်တို့သိရတယ်ဘာဖြစ်မောင်မောင်လင်းတယောက်အောင်မြင်ပါစေလို့ကျွန်တော်ကတော့ဆုတောင်းပေးလိုက်တယ်ဗျကျွန်တော်ရဲ့ဒီ football ကို YouTube channel ကနေပြီးတော့နေ့စဉ်ဘောလုံးသတင်းနဲ့ဘောလုံးသုံးသက်ချက်အကြောင်းအရာတွေကိုတင်ဆက်ပေးမှာမို့လို့အားလုံးပဲ like and subscribe လေးလုပ်ပေးထားကြပါအောင်ဗျအားလုံးကျေးဇူးတင်ပါတယ်အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေဗျ